ဂျွန်လ19ရက်နေ့ ਆ ဆိုရင် International Day for the Elimination of Sexual Violence and Conflict လို့နိုင်ငံတကာကသတ်မှတ်ထားတဲ့နေ့တည်းရဖြစ်ပါတယ်။အဲ့တော့ဒီပြိပခဒေတာမှာ sexual violence တွေမှာပပျောက်ရေးဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုအတွက်အမျိုးသားညီညွတ်ရေးဆိုရရဲ့အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနော်ဆူဆန်နာလလဆိုဖိတ်ခေါ်တာပါတယ်။မင်္ဂလာပါဝန်ကြီးခမရ။ဟုတ်ကဲ့မင်္ဂလာပါ။ဂျွန်လ16ရက်နေ့ဆိုရင်တို့ elimination of sexual violence and conflict ဆိုတဲ့နိုင်ငံငါနေ့ရောက်ပြီ။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပြည်ပခါထဲမှာ sexual violence လို့ဆိုတာဘာတွေကိုသတ်မှတ်ထားတာလဲဆိုတာနဲ့ပတ်ရှင်းပြပေးပါခင်ဗျာဟုတ်ကဲ့အဲကျမတို့ဒီဟိုစာပေါ့နော်ပဋိပက္ခအတွင်းအဲလိန်ချမ်းဖတ်မှုမှာနော်ပပျောက်ရေးနော်ဆိုပြီးတော့နေ့ရက်သတ်မှတ်ထားတာဒီဇွန်လ16ရက်နေ့ဖြစ်ပါတယ်ဘာလဲဆိုတော့ဒီအဲဟိုစာပေါ့နော်ဒီ research တွေအရ survey တွေအရဆိုလို့ရှိရင် ဒါလိမ်ချမ်းဖက်မှုတွေဆိုတာတော့ဒါဟိုဖြစ်တယ်ပေါ့နော်ဖြစ်ကြတယ်အဲသို့တော်လေပฏิပက္ခဖြစ်တဲ့အချိန်မှာပို့ပြီးတော့အဆနော်နှစ်ဆသုံးဆပို့ပြီးတော့ဖြစ်တယ်ဆိုတာကိုလေးလာချက်များစမ်းစစ်ချက်များအရာသိရတဲ့အတွက်ကြောင့်နော်ဒီလိုမျိုးအဲဒီပฏิပက္ခဖြစ်တဲ့နေရာမှာလိမ်ချမ်းဖက်မှုဟိုကိုကာကွယ်ဖို့အတွက်အဲ့ရက်ကိုတတ်မှတ်ခြင်းဖြစ်တယ်လိမ်ချမ်းဖက်မှုဆိုတာက เนาะဒီဂရီရတော့အမျိုးမျိုးရှိတာပေါ့เนาะဒီမိမဖြစ်ချင်းယောက်ျားဖြစ်ချင်းเนาะနောက်ပြီးတော့ LGBT စသဖြင့်လိင်ပေါ်မှာအခြေပြုပြီးတော့เนาะဒီအဲအမျက်ထုတ်တာเนาะနောက်ဆုံးဒီဂရီကအမြင့်ဆုံးဆိုရင်တော့ဟိုစာပေါ့เนาะ rape case ပေါ့เนาะဒီမဒိမ့်မှုအထိအဲကျူးလွန်တာတချို့မဒိမ့်မှုတွေဆိုလို့ရှိရင်အဲ ဟိုစားပေါ့ဒီအုပ်စုလိုက်ပေါ့နော် gun rate ကျူးလွန်တာနောက်ပြီးတော့ဒါကိုရည်ရွယ်ချက်ရှိရှိပေါ့နော်ဒါလက်နက်သဖွယ်အသုံးပြုတာပေါ့ဒါတစ်ဖက်ကကိုယ်ရန်သူဖြစ်တယ်နော်ရန်သူတွေကိုကျမတို့ကလက်နက်နဲ့တိုက်ခိုက်တယ်ပေါ့နော်တနတ်တို့ဘာလို့နဲ့ဖြစ်တယ်တိုက်ခိုက်ဒါကြတော့လိန်အားဖြင့်တိုက်ခိုက်ပြီးတော့တစ်ဖက်ကိုနော်အနိုင်ယူတာနော်အဲ့ဒါအင်မတန်မှဆိုးွားတဲ့အဲအချက်ဖြစ်တယ်အဲ့ဒါကြောင့်မလို့အတိတ်ဘွယ်ဖွင့်ဆိုချက်မှာ เนาะဒါ war crime ပေါ့เนาะစစ်ရာဇဝတ်မှုမြောက်တယ်ဆိုပြီးတော့ဒါနိုင်ငံတကာလည်းပဲအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ဟုတ်ကဲ့အဲ့ဒီလိုမျိုးဟိုပြိပခအတွင်းမှာ sexual violence ပြုမှု ဖြစ်တဲ့ဖြစ်ပွားတဲ့နိုင်ငံနေနဲ့ပတ်သက်ပြီးတော့နိုင်ငံငါအဖွဲ့အစည်းဖြစ်တဲ့ကုလသမဂ္ဂရဲ့ resolution ဆုံးဖြတ်ချက်တွေကဘယ်လိုတွေရှိနေခဲ့ပါလဲခင်ဗျာဟုတ်ကဲ့အဲ့ဒါကတော့2013ခုနှစ်ပေါ့နော်ဒီ အကုလသမဂ္ဂအထွေထွေညီလာခံမှာ60နဲ့8ခုမြောက်ကြော်ညာချက်မှာသူတို့ကကြော်ညာပြီးတော့ဒါကိုနော်ဥပဒေတရအဖြစ်အသတ်မှတ်ထားလိုက်တာဖြစ်တယ်2013စက်တင်ဘာ24ရက်နေ့မှာဖြစ်ပါတယ်အဲ့ဒါကတော့ပฏิပက္ခအတွင်းမှာလိန်ကျမ်းဖတ်မှုကိုအဆုံးသတ်ဖို့ဆိုတဲ့သဘောတူညီချက်ဖြစ်တယ်အဲ့မှာတက်ရောက်တဲ့အဲနိုင်ငံအများစုလက်မှတ်ထိုးတဲ့ 122နိုင်ငံကလက်မှတ်ထိုးတယ်။အဲ့ထဲမှာတော့မြန်မာနိုင်ငံမပါဘူး။သို့တော်လည်းနောက်တစ်နှစ်ပေါ့လေ2014ခုနှစ်အဲဂျွန်လ9ရက်နေ့မှာတော့မြန်မာနိုင်ငံကထပ်မံပြီးတော့လက်မှတ်ထိုးတဲ့စီးရင်ထဲမှာပါဝင်သွားတယ်ပေါ့နော်။အခုဆိုလို့ရှိရင်မြန်မာနိုင်ငံကလည်းပဲဒီ convention ကိုလက်မှတ်ထိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။အဲ့ဒါမကသေးဘူး2018မှာလည်းအလားတူစာချုပ်ကိုမြန်မာနိုင်ငံထပ်မံပြီးတော့သိကြအောင်ပေါ့နော်။ ထပ်မှန်ပြီးတော့ထိုးထားတယ်เนาะအဲ့ဒါကြောင့်မလို့ဒီအဲသဘောတူညီချက်ကဆိုလို့ရှိရင်နိုင်ငံတကာစီးမင်းအဖြစ်ဖြစ်သွားပြီးတော့လက်မှတ်ထိုးတဲ့နိုင်ငံတွေအားလုံးလိုက်နာရမယ်အဲကြော်ညာချက်တရားဖြစ်ပါတယ်လို့အဲ့ဒါကို initiate ယူတာကတော့အဲဗြိတိရှပေါ့နော်ဒီအဲ britain government ဖြစ်တယ်เนาะသူက ဒီ2013မှာကုလသမဂ္ဂမှာအတည်ပြုပြီးတော့2014ဂျွန်လ10ရက်ကနေ73ရက်နေ့4ရက်တန်တိုင်းသူကနော်အင်ရှင်နိုင်ငံအဖြစ်အင်ရှင်နိုင်ငံအဖြစ်နော်ဟိုစာအဲနိုင်ငံတကာကိုလက်ခံပြီးတော့ end sexual violence and conflict ဒီ conference အကြီးကြီးကိုတနင်္ဂနွေတကဘာလုံးကိုဖိတ်ခေါ်ပြီးတော့လန်ဒန်မှာကျင်းပခဲ့တယ်အဲ့ဒီတော့ကလေကျွန်မ နဲ့မြန်မာနိုင်ငံကเนาะတာဝန်ရှိတဲ့လူတွေเนาะ CSO တွေเนาะအဲသွားရောက်ပြီးတော့တက်ရောက်ကြပါတယ်နော်အဲ့အဲ့တုန်းကဆိုလို့ရှိရင်အဲမြန်မာနိုင်ငံကမူဖာကလည်းတွားတက်တယ်နော်နောက်ပြီးတော့ဒီဟိုစာပေါ့နော်အစိုးရဘိုင်းကတာဝန်ရှိတဲ့လူတွေလည်းတွားတက်တာကိုအဲတွေ့ရတယ်အဲ့မှာဆိုလို့ရှိရင်ဒီအင်ဂျယ်လနီဂျူလီပေါ့နော်ဒါဟောလိဝုဒ်အာတရုတ်ဆောင် အင်ဂျယ်လီနာဂျူလီနဲ့သူ့ရဲ့မိသားစုပေါ့နော်သူ့ရဲ့အဲ့ရောတော့သူ့ရဲ့ခင်မွန်ဘရက်ပစ်ရောသူ့ကလေးတွေရောတက်ရောက်တယ်ဘာလဲဆိုဂျူလီကအဲဒီ ancestral violence and conflict ရဲ့ကုလသမဂ္ဂကိုယ်စားလှယ်ဖြစ်တယ်ခန့်အပ်ထားတာဖြစ်တယ်အဲ့တော့သူကလည်းအဲ့ဒီနော်ဒီလန်ဒန်အပွဲကိုတက်ရောက်ပြီးတော့သူတက်ရောက်ပြီးတော့မိကွန်းတွေပြောတယ်စကားတွေပြောတယ်အမျိုးသမီးတွေနဲ့ဒီလိန်ချမ်းဖက်ခံခဲ့ရတဲ့အမျိုးသမီးတွေနဲ့သူတွေ့ဆုံတယ်အားပေးစကားပြောတယ်နော်နောက်ပြီးတော့ ူကိုယ်တိုင်ရိုက်ထားတဲ့ရုပ်ရှင်ပေါ့နော် in the land of blood and honey အဲ့ဒါလေဘော့စနီးယားပြည်တွင်းစစ်ကိုအခြေခံပြီးတော့ဒီပဋိပက္ခမှာ main အမျိုးသမီးတွေနော်ကလေးတွေဘလောက်အထိလိန်ကျန်းဖက်ခံရတယ်ဆိုတာကွက်ကွက်ကွင်းကွင်းရိုက်ထားတဲ့ရုပ်ရှင်ပေါ့နော်အဲ့ဒါလေစုတွေအများကြီးရတယ်ကျမလည်းအဲ့ရုပ်ရှင်ကိုကြည့်ဘူးတဲ့အခုတစ်ထိအဲ့ရာရုပ်ရှင်မြင်ကွင်းတွေကိုမြင်ရအောင်လုပ်မယ် အဲ့ရုပ်ရှင်ကလည်းတော်တော်ပေါက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ရုပ်ရှင်နဲ့တကွာပေါ့နော်ဒီအမှုပညာရှင်တွေလည်းအဲတက်ရောက်တာကိုတွေ့ရတယ်2023ခုနှစ်မှာလည်းနောက်တစ်ကြိမ်လန်ဒန်မှာပြုတ်လုတယ်အဲ့မှာ NUG ကိုလည်းဖိတ်ကြားတယ်အဲ့မှာ MOWYC เนาะကျမတို့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝင်ကြီးဌာနကလည်းပဲကိုယ်စလဲတူးစေလွတ်ပြီးတော့နိုင်ငံတကာ conference ကိုတွားရောက်ပြီးတော့တက်ရောက်ခဲ့ပါတယ်လို့ ဒါဆိုရင်ဝင်ကြီးတို့အနေနဲ့ဟိုအရင်အနာမသိခင်အယတအစိုးရလက်ထက်တဲဟိုကဒီနိုင်ငံတကာ conference ကိုဟိုတက်တက်ရောက်ခဲ့တဲ့အနေထားပေါ့မိုဖာလဲဒီနိုင်ငံတိုင်းဝင်ကြီးဌာနလဲပါတယ်ဆိုတဲ့အခါကျတော့ဟုတ်ကဲ့ဟုတ်ပါတယ်အခုအကောင့်23မှာအာနာသိမ့်ပြီးနောက်ပိုင်းလဲကျမတို့ဆက်ဆက်ပြီးတော့ဖိတ်ပါတယ်ဆိုတော့ကျမတို့ရဲ့ဝင်ကြီးဌာနကလည်းတွားရောက်ကိုစမ်းပြုပြီးတော့အဲတက်ရောက်ခဲ့ပါတယ် ဟုတ်ကဲ့အဲ့ဒီတော့ဒီ sexual violence တွေပေါ့နော်ဒီ conflict မှာဖြစ်တဲ့ sexual violence တွေကအာနာသိမ့်ပြီးကာလမှာအခြေအနေဘယ်လိုရှိလဲဘယ်လောက်တောင်ဖြစ်ပေါ်နေခဲ့လဲပေါ့နော်နောက်ပြီးတော့ဘယ်လိုဒေတာတွေမှာများလဲအာနာမသိမ့်ခင်ရတဲ့ဆိုင်နှိုင်းရှင်ရောဘယ်လိုရှိပါလဲခင်ဗျဟုတ်ကဲ့ဟိုအာနာမသိမ့်ခင်လို့ပြောရလို့ရှင်เนาะဒါကတော့ကျမရဲ့အတွေ့အကြုံပေါ့နော်ကျမကဒါရွေးကောက်ခံ ိုယ်စလဲဖြစ်တယ်လွှတ်တော်မှလည်းအမျိုးသမီးနဲ့ကလေးအဲကလေးသူငယ်ရေးရာကော်မတီမှာတာဝန်ရှိတဲ့လူတူဖြစ်တဲ့အတွက်ကြောင့်ဒီလိုကိစ္စေပေါ့နော်ကျမတို့အဲလွှတ်တော်ကိုတိုင်ကြားတာကြီးရှိရယ်နော်ဆိုတော့တစ်နှစ်တာလုံးမှဆိုလို့ရှိရင်တော့အဲအမှု90လောက်ကျမတို့လက်ခံပြင်းပြပြင်းပြအားဖြင့်အဲလက်ခံရရှိရဒါပေမဲ့တချို့ဟာတွေကလည်းပဲဒါ conflict နေရာမှာမဟုတ်ဘူးတချို့နေရာလည်း conflict နေရာတွေမှာပေါ့အခုကတော့ပฏิပက္ခဒေသမှာပဲဖြစ်တဲ့အမှုတွေတက်လာတာကအာအလုံး400နဲ့4ခုရှိရအဲ့ဒါတော့ rate case ပေါ့နော်မတည်မှုမြောက်တဲ့အမှုတွေဖြစ်တယ်နော်အင်မတန်မှဆိုးွားတဲ့အမှုတွေလည်းပါဝင်တယ်အများစုကတော့စက္ကစအစစ်သားတွေကျူးလွန်တာဖြစ်တယ်ဘယ်လောက်ထိဆိုးွားလဲဆိုတော့အငယ်ဆုံး လေးနှစ်အဲကလေးကနေ84နှစ်အဖွားအိုအထိကျူးလွန်နေအမှုထဲမှာ တွေ့ရတယ်အဲ့ဒါအင်မတန်မှာဆိုးရတယ်နောက်ပြီးတော့ဒါဟိုရင်းပေါ့နော်ဒါအရန်ဆိုးရတဲ့ case တွေဆိုတော့အများကြီးပဲအဲအဲခင်ပွန်းရဲ့ရှေ့မှာဇနီးတယ်ကိုအုပ်စုလိုက်မဒိန်ချစ်နာပြီးလို့ရှိရင်အရှင်လက်လက်ဓာတ်စီလောင်းပြီးတော့နော်ဒီတက်တက်တာပေါ့နော် အဆုံးစီရင်လိုက်တာအဲ့ရမျိုးတွေလည်းအဲရှိတယ်အင်မတမဆိုးွားတယ်အမှုတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီအာနာသိမ့်ပြီးနောက်ပိုင်းပဋိပက္ခအချိန်မှာဆိုလို့ရှိရင်ဒီလိန်ချမ်းဖတ်မှုဟာလုံးဝเนาะဒီအများကြီးဖြစ်လာတယ်အများဆုံးဖြစ်တာကတော့စကိုင်းဒေတာဖြစ်တယ်စကိုင်းဒေတာမှာ ဖြစ်တယ်ကျွလွန်နေတာလူတွေကလည်းစကစဖက်ကเนาะ အာဆက်ကဆက်ဘက်ကစစ်သားတွေเนาะပြူစောထီးတွေเนาะအကျန်းဖက်တဲ့လူတွေအဲဖြစ်တယ်เนาะနောက်ပြီးတော့ဒီတိုင်းသားနေမြေတွေပေါ့လေကရင် ချင်းကချင်းစသည်ဖြစ်မော်เนาะအဲအဲအဲ့လိုဒေသတွေကလည်းပဲအမှုတွေတက်လာတာကိုတွေ့ရပါတယ်လို့ဟုတ်ကဲ့ဝင်ကြီးပြောသလိုရဆိုအနာသိမ့်ပြီးဖြစ်တယ်ဒီပြိပခဒေသမှာအာလိန်ကျန်းဖက်မှုတွေက တော်တော်လေးကိုစိုးစိုးဝါဝါပဲမကြဝင်မနာတာဟိုလေးနှစ်ရွယ်သမီးအသက်80နောက်ပြီးတော့အော် gun rape လုပ်တဲ့ဟာတွေဒါမျိုးတွေအဲ့အဲ့လိုတွေတဲ့ကလေဟိုဟိုထင်ရှားတဲ့အဖြစ်ပြက်တွေဟိုသိသိပြောလို့ရတဲ့ဟာအမှုခင်များရှိလားခင်ဗျအာကျမအနေနဲ့ဟိုလုံးဝဟိုမေ့ပြောက်လို့မရတဲ့အမှုတစ်ခုပေါ့နော်အဲ့ဒါတော့အာနာသိမ့်ပြီးပြီးချင်းပဲဖြစ်ခဲ့တဲ့အမှုပေါ့နော် အဲ့ဒီအချိန်မှာကျမတို့ဟိုဧပြီလထဲမှာအဲကျမတို့ဒါ NUG ဖွဲ့စည်းပြီးပြီဒါကျမတို့စီကိုပထမဆုံးရောက်ရှိလာတဲ့အမှုတိုင်ကြားလာတဲ့အမှုပေါ့နော်အဲ့ဒါကတော့ဆန္ဒပြတဲ့အမျိုးသမီးငယ်တဦးကိုနော်ဒါစက္ကစကနေပြီးရောဒါလည်းရန်ကုန်မှာပဲဖြစ်သွားတာဖြစ်တယ်စက္ကစကဖမ်းပြီးတော့နော်ဒါအဲသူတို့ရေစခန်းကိုခေါ်သွားတယ်စစ်ကြောရေးဝင်တယ် နော်နောက်ပြီးတော့အဲ့တုန်းကလည်းဟိုသူတို့ပြောကြချက်အရာပေါ့လေတိုင်ကြချက်အရာနော်ဒီတီးသန့်စစ်ကြောရေးမဝင်ခင်မှာအဲ့ yes ကန်းအရှိမှာပဲနော်အဲ့လိုမျိုးရိုင်းနဲ့စစ်ဆေးပေါ့လေအဲ့မှာလည်းသူတယောက်တည်းတော့မဟုတ်ဘူးတခြားအမျိုးသမီးတွေလည်းပါတယ်အဲ့မှာနော်စကမ်းမှုနော်နောက်ပြီးတော့ဒုမျိုးနယ်မှုနော်နောက်ပြီးတော့တခြားရဲတခြားအဲ့စစ်ဆေးခံရတဲ့လူတွေအရှိမှာပဲ အဲ့အမျိုးသမီးလေးရဲ့လိန်အိမ်ကတဲ့ကိုနော်ဒီဘီယာပလင်းနေရိုက်ထဲ့တာပေါ့နော်ဆိုတော့အရန်နာကျင်ပြီးတော့ all hit အဲ့အချိန်မှာလဲဟိုစစ်မေးတာပေါ့နော်ဆိုတော့ဒီအပေါ်ပိုင်းကိုလည်းပဲဒီဟိုစစ်ဆေးတဲ့လူတွေပေါ့နော်ရဲတွေကနေနော်အဲ့လိုမျိုးကျူးလွန်တာပေါ့လေအဲဒီဒီဟိုစပေါ့လိန်အင်္ဂါတဲ့ကိုတော့ပလင်းနေရိုက်ထဲ့တယ် အဲ့ဒါကျမတို့စီကိုရောက်လာပြီးတော့ကျမတို့လည်းဟိုအတက်နိုင်ဆုံးဟိုစူးစမ်းရဲ့ပေါ့လေမိသားစုတွေကလည်းအင်မတန်မှစိုးရိမ်နေအဲ့အမှုကကျမတို့ကတော့เนาะဒီစကားစလက်ထဲမှာဖြစ်တဲ့အတွက်ကြောင့်အဲ့အမှုတွေပေါ့နော်ဒါကတော့အဲ့ထက်ဆိုးတဲ့အမှုတွေလည်းရှိပါတယ်ခုနကတော့ဒီဟိုရင်းပေါ့အဲခင်မွန်းတဲ့ရှေ့မှာပဲเนาะလူပေါင်းများစွာเนาะကျူးလွန်တဲ့ အမျိုးသမီးကိုကျူးလွန်တဲ့အမှုတွေအဲ့ဒါတွေအားလုံးပေါ့နော် ကျမတို့စုစည်းပြီးတော့ double i double m ပေါ့နော်ကုလသမဂ္ဂတိုင်ကြားရေးရန်တရားကိုကျမတို့နော်စုစည်းပြီးတော့ပို့ထားတာတွေရှိပါတယ်အမှုတွေအားလုံးလဲခိုင်ခိုင်မာမာတိဆောက်ပြီးဖြစ်ပါတယ်ဒါဆိုရင်စာကစဒီလိုမျိုးကျူးလွန်တဲ့လူမဆန်တဲ့အမှုတွေအတွက်ကိုနိုင်ငံတကာအနေနဲ့အရေးယူဆောင်ရွက်နိုင်ခြေတနည်းဖြစ်လာလိမ့်မယ်လို့ယုံပါသလားခင်ဗျ ဟုတ်ကဲ့အယုံကြည်ပါတယ်အခုခုနတော့အချမပြောတယ်ဟိုအင်ဂျလီနာဂျူလီအဲရိုက်ခဲ့တဲ့ရုပ်ရှင်ပေါ့နော် in the land of uh, blood and honey အဲ့ဒါတကယ်အဖြစ်ပြက်တွေပေါ်မှာမူတည်ပြီးတော့သူအဲရိုက်ခဲ့တာသူကိုယ်တိုင်လည်းစစ်မြေပြင်ကိုသွားပြီးတော့เนาะဒီခန်းစားရတဲ့အမျိုးသမီးတွေတွေ့တယ်အင်တာဗျူးတွေလုပ်တယ်เนาะအဲ့ရုပ်ရှင်ကိုရိုက်ခဲ့တယ်အခုအားလုံးသိတဲ့အတိုင်းပဲကျူးလွန်တဲ့လူတွေကကမ္ဘာတရားရုံးရှေ့မှာ အမှုတွေရင်ဆိုင်နေရတယ်တချို့ကလည်းတရားစီရင်ခြင်းအဲခံခဲ့ရတယ်ပေါ့နော်အဲ့ဒါတွေရှိပါတယ်ထို့နည်းတူနော်အဲ့လိုအဲ့လိုမျိုးပေါ့ဒီဟိုတခြားဟိုဟိုစာပေါ့နော်အော်ဒီနာစီတွေကျူးလွန်ခဲ့တဲ့အမှုတွေအဲ့မှာလည်းပဲလိန်ကျူးလွန်မှုတွေပါတယ်အဲ့ဒါလည်းပဲဒါအဲကပအလေတရားစီရင်မှုမှာရောက်ရှိခဲ့တယ်အဲ့တော့ကျမတို့ကတော့အခုကုလသမဂ္ဂနဲ့နီနီကကန့် အဲလှုပ်ဆောင်ပြီးတော့ကျွလွန်တဲ့လူတွေကိုကျမတို့တရားမျှတမှုအဲနော်ဒီရှေ့ကိုခေါ်ဆောင်ပြီးတော့ကျွလွန်ခံရတဲ့လူတွေအတွက်တရားမျှတမှု justice ကိုယူဆောင်ပေးဖို့အတွက်ယုံကြည်ပါတယ်မြို့သားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့ပြည်တော်စုဝန်ကြီးနော်ဆူဇန်နာလာလာဆိုဆွေးနွေးသွားတာဖြစ်ပါတယ်မြစီမာရဲ့ Women's and Children's Hour အစီအစဉ်ကိုပတ်စဉ်အင်္ဂါနေ့ည 9နာရီကွယ်မှာမီဇီမာရုပ်မြင်သံကြားနေထုတ်လွှင့်ပြသနေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ပါတယ်။